ဟယ်လိုအလုံးမေးတာလီဆိုပါအလုံးမေးမင်္ဂလာပါကျွန်တော်ဒီနေ့အရန်ဝမှာတွောရှင်နေတဲ့နေရာလေးတစ်ခုကိုတွောမှာဖြစ်ပါတယ်ဒီနေရာလေးကဘယ်နေရာလေးဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါပြီချေရှုပေးကြပါလို့တောင်းဆိုရှင်ပါတယ်ဒီနေ့ကတွောလာတာလောကအဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရာသီဥတုကတောမှာတတရာဖြစ်လို့တဲ့ကြောင့် လုံးဝအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီနေ့တွေ့တဲ့နေရာကဒီကိုရောက်ကတည်းကတွေ့မယ်တွေ့မယ်ဆိုပြီးစိတ်ကူးရင်ထတာပေါ့နော်ဒါပေမဲ့မတွေ့ဖြစ်ဘူးဒီနေ့ကတော့မထင်မဲ့ပဲတွေ့ဖြစ်တွေ့တာဖြစ်ပါတယ်အခုဆိုရင်လမ်းမှာပေါ့နော်ဒါကလမ်းတစ်ချက်ကိုရိပ်ပြထားတာဖြစ်ပါတယ်လမ်းမှာလည်းရာသီဥတုဝတ္တရာဖြစ်တဲ့ကြောင့် ကောစီရတယ်လေလုံးဝဟိုအဆင်ပြေတယ်ပို့နော်ဗီဒီယိုလေးကနင်းနေရှည်တော့တဲ့အတွက်စိတ်ရှည်သေးခံပြီးတိပိကြဖို့လို့လေတောင်းဆိုရှင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလေ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးကြဖို့တွေလေနှုတ်ညွတ်တောင်းဆိုရပါတယ်ကျွန်တော်တန်သမျှဗီဒီယိုတိုင်းကိုအရှင်ရဲ့တပည့်ညီ ကျေရှုဖို့တွဲဆိုရင် subscribe လေးလောက်ထွက်ဖို့လိုအပ်ပါတယ်เนาะအခုကလမ်းတစ်လျှောက်ရာသီဥတုအလားအပတွေကိုရေးပြထားတာဖြစ်ပါတယ်ကျွန်တော်တော့တဲ့နေရာကကောနဲတော့ရင်မိနစ်30လောက်တွဲရတယ်ပေါ့เนาะငွေကြေးအဖြစ်အကုန်ကြားရတော့80နဲ့9ချက်ဖြစ်ပါတယ် ်ဆင်းရဲခဏကျဆိုရင်ကျွန်တော်သွားတဲ့နေရာကိုရောက်ပါတယ်ဇေယျလေးအများမကြည့်ပါဘူးဇေယျလေးတနောင်းတက်လာဖြစ်တဲ့ကြောင့်သွားရတာလေးအဆင်ပြေတယ်ပေါ့နော်လမ်းတစ်လျှောက်မှာရှုခက်အလှတဘဝတွေကလေလုံးဝတလှပနေတာကြောင့်ဟေးပြဟရဖြစ်ပါတယ်။ရာသီဥတုကလည်းတာယာနေတော့ ွာလာရတာလေအဆင်ပြေတယ်အဲ့ဒါကြောင့်လက်မှာရှိတဲ့တဘဝတိုက်ပင်ပန်းပယ်တွေကိုဖိပြထတာပါဒါသာတို့ကျွန်တော်တို့တဲ့နေရာကခဏနေရင်ရောက်ပါတော့မယ်ဘယ်နေရာလဲဆိုတာကိုကျွန်တော်နဲ့အတူတူတိုက်ပါကြည့်ကြဖို့တွေ့တောင်းဆိုရှင်ပါတယ်အခုဆိုရင် ကျွန်တော်သွားတဲ့နေရာကိုရောက်ခံနေပြီဖြစ်ပါတယ်။တာယာလှပတဲ့တဘဝရာသီဥတုတွေကလည်းအရင်ကမှကြည်ရှင်စရာကောင်းနေပုံတော့ဒီမှာကြည့်ပါဘိုးဖက်ကန်ကဆိုရင်စင်ကာပူဖက်အခန်းဖြစ်ပါတယ်ဒီဖက်ကဆိုရင် မလေးဖက်အခန်းဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်သွားတဲ့နေရာကိုရောက်ပြီဖြစ်ပါတယ် ဒါတော့ကျွန်တော်ဒီမှာနည်းနည်းရှောက်လေးကြည့်တာဖြစ်ပါတယ်ပေါ့နော်ဒီပလန်ကိန်းမှာပလန်ကိန်းပြည်ရနဲ့ကျွန်တော်အရင်ကတော့ရှင်နေတဲ့ JP ဖြစ်ပါတယ်ဒါကတော့ JP ပါ JP မှာကဒီနေ့ဟာရာသီဥတုတတရာဆိုပေမဲ့မိုးနေနေလေးရလာနေတော့ပို့ပြီးတော့တာရတော့တယ်ပေါ့နော် ဒီနေ့လာလေပတ်တဲ့လူတွေလူတွေကလေအများကြီးရှိတယ်ပေါ့နော်ဒီမှာကြည့်ပါဟိုးဖက်အချမ်းမှမြင်နေရတာတော့စင်ကာပူဖက်အချမ်းပဲဖြစ်ပါတယ်ဒါကတော့မလေးရှားဖက်အချမ်းပဲဖြစ်ပါတယ်မလေးရှားနဲ့စင်ကာပူကကျွန်တော်ပြထားတဲ့မြေလေးတမြေပြီးခွာထားတာဖြစ်ပါတယ်ညီမကြည့်ပါလုံဝရာသီဥတုတရာရနေအမြလုံဝလေပတ်ရှင်စရာခုံးတဲ့နေရာဖြစ်ပါတယ် လုံးဝလေးပဲရတာဒီနေ့အဆင်ပြေတယ်ပေါ့နော်ညာသေးဥဒ္ဒတာရဖြစ်လို့တဲ့ကြောင့်တွားရှင်နေနေရောတွားရတာဖြစ်လို့တဲ့ကြောင့်ဒီနေ့ကအရင်ဟိုမလေးပြုတ်ခေရပါတယ်ကျွန်တော်ပြပါမယ်ဟိုးမှာကြည်ပါတွေ့တယ်နော်အဲ့ဒါကစင်ကာပူဖြစ်ဖြစ်ပါတယ်ဒီမှာကျွန်တော်အခုရေးပြတဲ့နေရာတော့မလေးရှားဖက်နေရာဖြစ်ပါတယ်မလေးရှားနဲ့စင်ကာပူကဆိုရင် မြိုက်တစ်ခုခွာထွက်တာဖြစ်တဲ့အကြောင်းရဲအုံမှနှိကက်ပါတယ်ကျွန်တော်ရဲအုံမှတွားရှင်တဲ့ TV ကိုတွားရဖြစ်တဲ့အကြောင်းပြုံနေတဲ့အယောက်ကြီးဖြစ်ပါတယ်ဒါတော့ဒီမလေးရှားဘက်ခန်းမှာထားတဲ့လင်ငယ်လေးတွေဖြစ်ပါတယ်ဒီမှာပြရမယ်ဒီမှာလင်ငယ်လေးတွေပါလင်ငယ်လေးတွေကမလေးရှား second ဘုံမှာ yellow lingui လေးတွေဖြစ်ပါတယ်ဒီမှာကြည့်ပါတဘွားလီကိုရှူရှဲခံစားရတဲ့အရာတွေကဘေးအရာနဲ့မှမလေးနိုင်ပါဘူးเนาะရာသီဥတုဟာလေးတာနေတာဖြစ်တဲ့ကြောင့်အရောက်မကောင်းပါတယ်ဒါတော့ညနေခင်းအချိန်ရောက်တော့ပါပြီညနေခင်းအချိန်မှာ မင်းထင်ထင်နဲ့ဒါတို့မလေးရှားနဲ့စင်ကာပူကိုတန်ထောထိုးထွက်လာဖြစ်ပါတယ်မင်းထင်ထင်ညနေခင်းအလားနဲ့အတူမြက်ကနဘေးမှာဟိုပိုလေးဆောက်ခဲ့ပါသေးတယ်ဟိုပိုဆန်ရလေရန်အောင်မှာဆက်ကုန်ပြီးရန်အောင်မှာဈေးတန်တဲ့ဆိုင်လေးဖြစ်ပါတယ်ဟိုပိုဆိုင်မှာလေမြန်မာလူမျိုးတွေအများကြီး တွေ့ခဲ့ရပါသေးတယ်။လုံးဝတဘဝအလှကိုခံစားနေတာပဲဖြစ်ပါတယ်။ညနေဆေးစားအရှင်ရတော့မိမိထင်လေးနဲ့လုံးဝတတ်တရားပဲနော်။ပြီးရင်လာရလိပြတူတူရလေညနေခင်းဆိုရင် ပို့ပြီးတော့အမြအပြားရောက်ရှိလို့လာကြပါတယ်။ဒီမပြောတဲ့တန်းတော့ပါဆိုရင်ဒီဖက်ရတော့မလေးဖက်အခန်းနဲ့ဟိုဖက်ကကြာရင်စင်ကာပူဖက်အခန်းကို ထိုးထားတဲ့တရားဖြစ်ပါတယ်ညနေခင်းအရှင်ရောက်ပြီဆိုတော့ကျွန်တော်တို့ပြန်မေ့ရှင်ရောက်ပါပြီဒါတော့ကျွန်တော်အင်ပင်ခီးလမ်းမှာရိုက်ထားတဲ့ပုံလေးဗီဒီယိုလေးဖြစ်ပါတယ်ဒါတော့ကျွန်တော်အင်ပင်ခီးလမ်းမှာရိုက်ထားတဲ့ဗီဒီယိုလေးပါအင်ပင်ခီးရလေးလုံးဝမင်းထိန်ထိန်နဲ့တတရာဖြစ်တဲ့ကြောင့်ရိုက်ထားပေးတာပါ ဒီလိုတဘောအလှတွေကိုခံစားကြည့်ရှင်နေအလောက်ပရဲလေးမှလေတွဲလေကြဖို့တွေပြုရှင်ပါတယ်အကုန်လုံးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်